အလုံးမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော်159 Maslin ရဲ့ HDB ကိုရောင်းလို့ပါတယ်ဒီ Maslin HDB ကဘယ်မှာရှိလဲဆိုတော့ location အဖြစ်ကဈေးတိုင်ကြီးအများကြီးရှိတယ်ဒီအင်းရဲ့နားတော်ပေါ့နော်ဈေးကရဲ့မှာဆိုရင် food court နှစ်ခုရှိတယ်အဲ့ဒါပြီးတော့ Maslin ရဲ့မှာဒီလမ်းလျှောက်မယ်ဆိုရင်10မိနစ်ခွဲ2မိနစ်လောက်ပဲလမ်းလျှောက်ပါတယ်တော်တော်ကုန်ပြီပြီးရင် Maslin ရဲ့မှာဒီလမ်းလျှောက်တဲ့ distance ကိုပြလို့မယ်နော်အဲ့ဒါပြီးတော့ရင်ဒီ Maslin MRD ကို ီသွားတဲ့လမ်းကလည်း shutter all the way ဖြစ်တဲ့အတွက်ကြောင့်မို့လို့မိုးရွာနေတဲ့အချိန်ဆိုရင်လည်းထိမလို့ဘူးနော်မာစတာ MRT တန်ရအဲ့ဒါပြီး master MRT ကိုဟိုဘက်ကိုကျော်လိုက်မယ်ဆိုရင်ဟိုဘက်အချက်မှာဆိုင်အများကြီးရှိတယ်အဲ့အများကြီးရှိတဲ့ဆိုင်တွေက shop တွေရှိတယ် food တွေရှိတယ်အဲ့တော့ဒီနေ့ဒီနေ့ဒီနေ့ကိုမတူတဲ့ different different food တွေကို try လုပ်ရတာပေါ့နော်အဲ့ဒါတော့ very good ပေါ့အဲ့ပြီးနောက်တစ်ခုကကျဈေးလက်သက်သာတယ်အဲ့အပြင်ကိုအဲ့ဒီ Master Central မှာလည်း POSP ရှိတယ်, Polyclinic နဲ့လည်းရှိတယ်။ပြီးတော့ Future Community Center တခုရှိတယ်။ အဲ့တော့ဒါတွေကတော့ဒီအင်းနဲ့ပတ်သက်တဲ့ MNP တွေပေါ့နော်။ဒီကျောင်းအဖြစ်ဆိုရင်တော့ဒီအင်းအနီးနားမှာကျောင်းစုပေါင်း၃ကျောင်းရှိတယ်။အဲ့ဒါပြီးတော့နောက်ထပ်တစ်ခုကအကျောင်းဒီမတ်စနင်းရဲ့ဒီအင်းကနေပြီးတော့ဒီဘက်ဘူလန်ဘက်ကိုလမ်းလျှောက်မယ်ဆိုရင်9မိနစ်10မိနစ်လောက်လမ်းလျှောက်မယ်ဆိုရင်မတ်စနင်းမောရောက်။ဒီမတ်စနင်းမောပါဆိုရင်အခုဒီအများကြီးထက်ရှိသေးတယ်။အဲ့ဒီမတ်စနင်းမောရဲ့အနောက်ဘက်မှာဆိုရင်ရေဦးရံရှိတယ်၊ဂျင်ရှိတယ် တော့ကျွန်တော်တို့ HTTP နဲ့ control light facility ပေါ့နော် facility control လိုမျိုး facility တွေလည်း working distance တွေမှာပဲရတယ်အဲ့တော့ပြီးတော့ကျွန်တော်ဒီ mask နဲ့အိမ်ကနေပြီးအညာဘက်အချမ်းကိုလမ်းလျှောက်ပြီးသွားမယ်ဆိုရင်5မိနစ်9မိနစ်လောက်သွားမယ်ဆိုရင်ဒီလမ်းလျှောက်တဲ့ exercise လုပ်လို့ရတဲ့ pack container ရှိရပေါ့နော်ဒီ pack container မှာညနေပိုင်းဆိုရင်လမ်းလျှောက်လို့ရတယ်အဲ့တော့ဒါကတော့ဒီ convenience နေပေါ့အဲ့ဒါပြီးတော့ဒီကလေးကျွန်တော်ကားမောင်းမယ်ဆိုရင်လည်း expressway ကို exit အတွက်ကို5မိနစ်ပဲကြာတယ်အဲ့တော့ကားနဲ့မောင်းပြီး5မိနစ်လောက်ဆိုရင် expressway exit ကိုရအောင်ဒီကြီး exit ကို ဲ့ဒါပြီးတော့ဒီကနေပြီးတော့ကျွန်တော် one station မှာဝူလန် MRT ကို one station စီးလိုက်မယ်ဆိုဝူလန် MRT မှာမရှိတဲ့ရထားလိုက်နှစ်လိုင်းရှိတယ် original MRT ရှိတယ်ပြီးတော့ DL ဆိုတော့ Thompson East Coast line ရှိတယ် Thompson East Coast line ကိုဒီဘက်အရှိဘက်ကိုလာမယ်ဆိုရင် RTS မှာချိန်မယ် North ဝူလန် North ရှိတယ်ဒီဝူလန် North က RTS မှာဘယ်တော့ချိန်မလဲဆိုတော့ Nice Sea မှာချိန် ချိန်တဲ့အခါမှာ RTS ပြီးသွားတဲ့အခါမှာဒီမလေးရှားဂျိုဟိုဘက်ကနေပြီးတော့လာလဲလူတွေရှိမယ်ဂျိုစင်ကူဘက်ကနေပြီးတော့သွားလဲလူရှိအဲ့တော့ဝူလန်ဒီ night very crowded ဖြစ်မယ်အဲ့အခါမှာကျွန်တော်ရဲ့ဒီအိမ်ဒီလဲ price appreciation တက်ညှော်လင်းလို့ရတာပေါ့နော်အဲ့ဒါတကူပြန်နောက်တစ်ခုကဒီ TE ရဲ့ဝက်ဆက်ပြီးအောက်ကိုဆင်းချအောင်လဲဆိုရင်ကျွန် interchange နဲ့ interchange နဲ့ interchange နဲ့တကူ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 ဆောင်ပါမယ်။ offset ကိုရောက်မယ်။ marina bay ကိုညိုရောက်မယ်။အဲ့ဒါပြီးတော့ဒီ garden mine bay ကိုလည်းရောက်မယ်။အဲ့တော့ဒီ TE ရဲ့ကလည်းတော်တော်လေးကိုအားကိုးရတယ် ပြီးတော့ဝူလန်းမှာဆိုရင် shopping mall နောက်ထပ်၃ခုရှိတယ်အဲ့တော့ကျွန်တော်နားက masnet mall နဲ့ပေါင်းရစုပေါင်း shopping mall ၄ mall ရှိတာပေါ့နော်ဆိုတော့၄မှာအဲ့တော့ပြီးတော့ဒီဝူလန်းမှာ bus station က one of the biggest bus interchange ပေါ့စင်ကာပူမှာ bus ကားပေါင်း30ကျော်ရှိတယ်အဲ့တော့ဒီနေရာကတော့တကယ်လို့ပဲအရန်ကိုစီပြီးတော့ convenient ဖြစ်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အိမ်အကြောင်းပြောမယ်ဆိုရင်အိမ်ဒီ 3A model ဖြစ်တယ် size ကတော့73 square meter ရှိပြီး square feet အပြင်က786 square feet ရှိတယ် အလွားဖြစ်တော့၃ဟာမှာရှိရဲကျွန်တော် exclusive အခန်းဖြစ်တယ်ဒီအခန်းကတကယ်တမ်းပြောရရင်ကျွန်တော် extension ကတော့1 to 2 month လောက်ပဲလုပ်တယ် extension 3 month အပြည့်မပေးဘူးပေါ့နော်ပြီးတော့ရောင်းစိကတော့လောလောဆယ်အောင်4သိန်း9000လောက်လောင်းနေနေရှိဘောပါအိမ်ကကျွန်တော်အိမ်ကိုဝင်သွားမယ်ဆိုရင်အိမ်ကဘယ်လိုရှိလဲဆိုတော့ lift ကနေအထက်မှာဒီဘက်ကျွန်တော်တို့ကဒီအချက်မှာနှစ်အိမ်ပဲရှိတယ်ကျွန်တော်ပြီးနောက်ထပ် corner တစ်အိမ်ပဲရှိအဲ့တည်းကြောင့်မလို့ privacy အဖြစ်ကတော့ corridor unit ပြင်မဲ့ကိုယ့်ရဲ့ရှိရဖြတ်တာတခန်းပဲရှိတာပေါ့နော်ပြီးတော့ဒီနေပါကလည်းတာမီနှစ်ယောက်တည်းဆိုတော့နေပါလူနေတာပေါ့ ။ဒါပြီးနောက်တစ်ခုကအင်္ဂါကျော်လှေကားနေတုံးတက်ပေါ့ elevated သွားရတဲ့အတွက်ကြောင့်မို့လို့ဒီပုံမှန်အဖြစ်ကျွန်တော်ဒီ corridor ထိရ commando ဆိုရင်တော့မှဂဒင်ရှိရနေအောင်လူမျိုးလှမ်းကြည့်ဖို့မလွယ်ဘူးပေါ့တော်တော်လေးကိုကျွန်တော် elevated ဖြစ်သွားတယ်။အဲ့တော့အဲ့ဒီအချက်တရားလည်းဒီအရင် privacy ကောင်းတဲ့အသာပြတဲ့ဖြစ်တယ်။ပြီးနောက်တစ်ခုကဒီ main door ကဝင်သွားတာက ဒီအရှိတဲတဲ့ဒီ living hall လို့ဒဲပေါက်တာဘုပဲနဲ့ဘေးရဝင်တဲ့အတွက်ကြောင့်မလို့ living hall တကောက် event ဖွင့်ထားရင်တော့မှအခန်းထဲလို့ဒဲကြီးနေရမှာမဖြစ်ဘူးအဲ့ဒါကြီးပြီးတော့တခါ living hall ကောင်းတယ်ကျယ်ရပေါ့နော်ပြီးတော့ kitchen လည်းကျယ်တယ် master bedroom နဲ့ဒီ common room ကလည်းကျယ်အထူးသဖြင့် master toilet ကတော်တော်လေး special ဖြစ်တယ်အဲ့ဒီ master toilet ရဲ့ size က common toilet ထက်ပိုပြီးကြီးရပါတော့နော်အဲ့တော့ပြီးတော့အိမ်ကတော့ကျွန်တော်တို့ well maintain ဖြစ်တယ် maintain ဖြစ်တဲ့အတွက်ကြောင့်အိန္ဒိယသက်သက်ရဲ့လေးရှိတယ် aircon နှလုံးပါပဲ furniture တွေကတော့တချို့ furniture တွေကိုရောင်းထားခဲ့မယ်ပေါ့ဒီ furniture ကိစ္စတော့ကျွန်တော်နောက်ပိုင်းဆက်ပြီးအရွှေ့မိမှာပေါ့နော်အဲ့တော့ဒီအိမ်ကိုကျွန်တော်လေးစစ်စစ်လေးတင်ချာလေးရိုက်ထားတယ်ဗီဒီယိုလေးတင်ချာလေးရိုက်ထားတယ်အဲ့တော့ဒီကလေးအိမ်ကိုစိတ်ဝင်စားမယ်ဆိုဆက်ပြေလို့ရပါတယ် viewing ကတော့ဒီလာမယ့်စနေနေ့ဆက်ပြီးစတဲ့ viewing ပြဖို့စီစဉ်ထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်